integration အခန်းထဲကနံပါတ်5 O question နံပါတ်5ပုံစံလေးတွေ့ပြပါမယ်အဲဒါလေးကိုဆရာမကြည့်လိုက်တော့ဒါက function တစ်ခု dia က function တစ်ခု exponential function ရဲ့ trigonal function ရဲ့ function နှစ်ခုဖြစ်နေတယ်မြောက်ထားတယ် function နှစ်ခုမြောက်ထားရင် ပုံမှန်အတိုင်း integrate လုပ်လို့မရဘူးအဲ့တော့ဆရာမတို့က substitution ကိုသုံးမလားလို့အရင်စဉ်းစားလိုက်တော့ e power 2x ကို shape လိုက်တာ2 e power 2x ရတယ် အဲ့တော့ရတဲ့အဖြေကကြံရကြံတခုရလာဆိုတော့မရဘူးဟုတ်ပြီနောက်တစ်ခု sin 3h ကိုရှေ့ကြည့်မယ် sin 3h ကိုရှေ့ကြည့်လိုက်တဲ့အခါကျတော့ sin ကိုရှေ့တော့ cos ရတယ် cos 3h 3 cos 3h ရတယ်အဲ့တော့ဒီမှာလဲ cos ဆိုတဲ့ function မပါတဲ့တကြောင်မလို့သေးကြပါဘူး substitution မဟုတ်တော့ဘူး substitution နဲ့တွားလို့မရတော့ဘူးဒါဆိုရင် integration by pass နဲ့ပဲ တွက်ကြတော့မယ်เนาะဒါက partial fraction လည်းမဟုတ်ဘူးသူ့ရဲ့ပုံစံသည် trigo function ရဲ့ exponential function ရဲ့ရောနေတဲ့ function ကြီးမြောက်ထားတာမဟုတ်လို့အဲ့တော့ဒီပုံစံအသည်ဘာအောင်တွက်ရမှာလဲဆိုတော့ integrating integration by pass နဲ့ပဲတွားရပါမယ်အဲ့ဒါကိုမှနှစ်ခါပေါ့เนาะနှစ်ကြိမ်တိတိတွေ့ရတဲ့ပုံစံလေးပါ သုံးမှတ်တမ်းဆိုပေမဲ့လည်းအရန်နည်းနည်းရှည်တယ်ပေါ့เนาะ ဲဟုတ်ပြီအဲ့ဒါဆိုရင်ဆရာမကဒီမှာဘသူကိုယူထားပြီးတော့ဘသူကို DV ထားမလဲဆိုတာကိုစဉ်းစားပါမယ်အဲ့တော့ဆရာမတို့အရင်မှတ်ထားတဲ့အစီအစဉ်က L I A T E trigo function နဲ့ exponential function ဒီ trigo function ကိုယူထားပြီးတော့ exponential function ကို DV ထားတာပုံမှန်မှတ်နေကြအတိုင်းကဒါပေမဲ့အခုပုံစံမှာက မရပါဘူး သူကခြွင်းချက်ပါဒီ LIADE နဲ့တွားလို့မရပါဘူးဘသူကိုယူထားရမှာလဲဆိုရင် E to the power 2x ကိုယူထားမှရပါမယ်အဲ့တော့ solution เนาะ LIADE ကအများတန်းမှန်မနေဘူးဆိုတာလေးကအဲ့အစီအစဉ်တိုင်းအများတန်းတွားလို့မရဘူးဆိုတာလေးကဒီပု္ပ္ပစာကပြောနေပါတယ်เนาะ u = e to the power 2x du = 2 e power 2h dh အဲ့တော့ဆရာမ e power 2h dh ဆိုတဲ့တန်ဖိုးလေးပဲလိုချင်တော့ဒီ2လေးကိုဒီဘက်ကို ပြန်ပို့လိုက်မယ်အဲ့တော့1 over 2 du equal e power 2h dh ဒါလေးဆိုရင်ဆရာမကအစာသွင်းလို့ရပြီ sin 3h လေးကိုဆရာမဘာထားမှလဲဆိုတော့ dv ထားမှာပါဒါကြောင့်ဆရာမဒီမှာ ဘေးနားလေးမှာ dv equal to sin 3ax dx လေးရေးပါမယ်လိုချင်တာဒီ v မို့လို့ integrate လုပ်တယ်ညီမချင်းဒီဘက်ကို integrate လုပ်တယ်ဒီဘက်ကိုလည်း integrate လုပ်ရမယ် sin 3ax dx sin 3ax ကို integrate လုပ်တော့ cos 3ax 3ax ရဲ့3နဲ့စားပေးရမယ်ဆိုတော့1 over 3နဲ့ဆရာမထည့်မြောက်လိုက်တယ်ဒါဆိုရင် v တန်ဖိုးလေးက 1 over 3 cos 3 cos 3a ဆိုပြီးတော့ရမယ်အဲ့ဒါဆိုဆရာမတို့ရဲ့ formula လေးထည့်လို့ရပြီဆရာမတို့ formula လေးကဘာလဲဆိုတော့ uv minus integral v du နော်ဒီ formula လေးမှာဆရာမဒီရလာတဲ့တန်ဖိုးလေးတွေအစားသွင်းမယ်အဲ့တော့မူရင်းပေးထားတဲ့ e power 2a sin 3a ဆိုတဲ့ function ဒီ equal u နေရာမှာဆရာမ e power 2a လေးသွင်းမယ် v နေရာမှာ 1 over 3 cos 3 h တွေ့မယ် minus integral v နေရာမှာ1 over 3 cos 3 h တွေ့မယ် du နေရာမှာ2 e power 2 a d x တွေ့မယ်เนาะဆရာမဒါအရင်ဆုံးတွင်းပြထားတာပါဘာလို့လဲဆိုတော့မှားနေမှာဆိုလို့ပေါ့เนาะဒါ u ဒါက v minus integral v ဒါက du เนาะဒီလိုတွင်းလိုက်တာပါ ကဲဒါဆိုရင်ဆက်ပြီးတော့ဆီယမကဘာလို့တွက်มาလဲอีกွဲဒါလေးကိုစုစုစစ်စစ်လေးရှင်းလိုက်တော့1 over 3 e power 2 a cos 3 a ဒီနောက်ကဟာလေးကိုရှင်းမယ်2နဲ့ဒီက1 over 3နဲ့က constant မို့လို့ဆီယမအပြင်ထုတ်လိုက်တယ်2 over 3 cos 3 a into the power 2 a dx အဲ့ဒီလိုရမယ် ဒီနှစ်ခုလဲဆ iam က function နှစ်ခုဖြစ်သွားပြန်ပြီဒီမှာတစ်ခု trigo function ဒီမှာတစ်ခု exponential function function နှစ်ခုဖြစ်သွားပြန်ပြီအဲ့ဒါကိုမလုပ်ထားရလဲဆိုတော့ညှောက်ထားတာအဲ့ဒီတော့ဆ iam တို့တန်းပြီးတော့ integrate လုပ်လို့မရပြန်ဘူးအဲ့ဒီခါမှာဆ iam ဒီနေရာမှာ equation number 1လို့တက်ခဲ့ရတော့မယ်ဒါကြောင့်ဆ iam ဒါလေးကို equation 1လို့တက်တယ် နော်ဒါဒီလိုပုံစံဆင်ဆင်လေးဟွာမှာရှိပါတယ်ဂျာနယ်မှာတွက်ပြထားတာရှိရပေါ့နော်အဲ့လိုပုံစံလေးနဲ့ပဲဆရာမရှင်းပြလိုက်တာဖြစ်တယ်အဲ့တော့ဆရာမဒီထပ်ထုတ်တွက်ရမှာဒါလေးကိုထုတ်တွက်ရမယ်အဲ့တော့25နော်ဒီတန်ဖိုးလေးကိုရှာမယ်25 integral cos 3a e power 2a dx ကိုတွက်ပါမယ်နော်ရှာပါမယ်အဲ့တော့ lat ထပ်ထားမယ် u equal to e power 2a ဆိုတာအတိုင်းပဲ du equal to 2 e power 2 ax dx နော် differentiate လုပ်လိုက်တယ်1 over 2 du equal e power 2 ax dx ဒီဘက်မှာကျန်တဲ့3 cos 3 ax dx ကိုဆရာမ dv ထားမယ် dv equal cos 3 ax dx integration လုပ်ပြီးတော့ v ထုတ်မယ် integral cos 3 ax dx cos ကို integrate လုပ်တော့ sin ရတယ် sin 3a 3လေးနဲ့ပြန်ပြီးတော့ဗျောင်းမြန်လေးနဲ့မြောက်ပေးတယ်အဲ့တော့ v equal to 1 over 3 sin 3a ရသွားပြီဒါဆိုရင်ဆီယမအစားသွင်းပါမယ်ဆီယမနောက် slide လေးကူထားပါတယ်ဘယ်နေရာမှာအစားသွင်းမှာလဲအခုဆီယမရှာတဲ့ cos 3a e to the power 2h dh နေရာမှာဆီယမ uv minus integral vdu နဲ့သွားမှာပါအဲ့ဒီတော့ အင်ဒီဂရယ်ဆီမှာအရှိရဟာလေးပြန်ပြီးတော့ယူလိုက်တော့ cos 3 a into the power 2 a dx ကို equal နော် uv minus integral vdu အဲ့တော့ u လဲရေးမယ် v လဲရေးမယ်ပြီးရင် minus integral v ရဲ့ du ရဲ့ရေးရမယ်အဲ့တော့ v တန်ဖိုးလေးကဘယ်လောက်လဲဆိုတော့အရှိမဆံမထားခဲ့တယ် v ကထွက်လာတဲ့အဖြစ်1 over 3 sin 3x DU က UV U က e power 2h V က1 over 3 sin 3h အစားတွဲမဲ့ e to the power 2h 1 over 3 sin 3h minus integral v tan mo က1 over 3 sin 3h du tan mo က2 e to the power 2h dx နော်ဒါလေးတွင်းလိုက်ပြီး equal ဒီမှာအပိုင်းကိန်း constant လေးကိုဆက်မှာအပြင်ကိုခဏထုတ်ထားလိုက်တယ်။ e to the power 2a sin 3x ။နောက်ကဟာလေးကိုဆက်ရှင်းမယ်။2ကလည်း constant 1 over 3ကလည်း constant 2 over 3အပြင်ထုတ်လိုက်ပြီး integral sin 3x e to the power 2a dx နော်ဒီလိုဖြစ်သွားပြီအဲ့တော့ဆ iam မရှာလိုက်တဲ့ cos 3x ရဲ့ cost 3x e to the power 2x တီဒီလိုထွက်လာပြီသူ့မှာလည်းထပ်ပြီးတော့ integral ပါလာတယ်ဒါကဆ iam တွက်เสียမလို့တော့ဘူးဘာလို့လဲ sin 3x e to the power 2x တီဆ iam ပထမရှာထားခဲ့တဲ့ဟာနဲ့အတူတူပဲဒီမှာ e to the power 2x sin 3x တူတူပဲเนาะအဲ့တော့ဒါလေးကိုဆ iam က equation 2လို့ရေးလိုက်တယ်ရေးပြီးတော့အစားသွင်းပါမယ် substituting အစားသွင်းမယ်ဘယ်မှာသွင်းမှာလဲဆိုရင် D2 ကိုဘယ်မှာသွားသွင်းမှာလဲဆို in 1နဲ့မှာသွားသွင်းမယ်ဆိုတော့ဆီယမ်မပထမ1မှာရခဲ့တာက e power a 2a sin 3a dx d equal ဆီယမ်မရှေ့မှာရေးခဲ့တဲ့ဟာဒါကိုပြန်သွင်းမယ်1 1 over 3 e to the power 2x cos 3x minus 2 over 3ဒီတန်ဖိုးကြီးတစ်ခုလုံးကိုဆန္ဒရခဲ့တဲ့ equation 2ကိုတွင်းပါပါအဲ့တော့တွင်းလိုက်မယ် minus e to the power 2x ဒါ minus 1 over 3 e to the power 2x cos 3x ပြီးရင် plus 2 over 3နောက်ကဟာကြီးတစ်ခုလုံးကြီးကိုတွဲမယ်เนาะဒီမှာ2 over 3ကဘုံထုတ်ထားတယ်ပြီးရင်နောက်က cos 3x e power 2x ကို integrate လုပ်တဲ့အဖြေကဒါကြီးတစ်ခုလုံးဖြစ်တယ်အဲ့တော့အဲ့ဒါတစ်ခုလုံးကိုဆရာမတွဲမယ်အဲ့တော့1 over 3 e power 2x sin 3x minus 2 over 3เนาะ integral sin 3x အဲအဲ့ဒီမှာဆရာမဒီဘက်က e to the power 2x sin 3x က e to the power 2x ကရှေ့မှာရေးတယ်ဒီမှာက e to the power 2x ကနောက်မှာဖြစ်နေလို့ဆရာမဒါလေးကိုနေရာလေးရွှေ့လိုက်မယ်မြှောက်ထားတာဆိုတော့ဘသူ့ကိုအရှိမထားထားရတယ်ကိစ္စမရှိဘူးဆိုတော့ဒါလေးကိုဆရာမဒီလိုလေးပြင်လိုက်မယ် sin 3x dx เนาะဒီလိုဖြစ်သွားပြီ ဒါဆိုရင်ဆက်ရှင်းမယ် -1 over 3 e power 2 a cos 3 a ဝင်မြောက်တယ် plus 2 over 9 e to the power 2 a sin 3 a ဝင်မြောက်တယ် minus 244339 integral e to the power 2 a sin 3 a dx ်နော်ဒါအစားသွင်းပြီးတော့ဒီအဆင့်ရောက်သွားပြီဒါဆိုရင်ဆီယမဒီ integral အပိုင်းလေးကိုတူနဲ့တူတဲ့ဒီဘက်ကလဟန်ဆိုင်ဖက်ကိုပို့လိုက်မယ်အဲ့တော့ e power 2x sin 3x dx ရှိတယ်အဲ့ဒါကိုဟိုဘက်ကအနှုတ်ကဒီဘက်ကိုလာတော့အပေါင်းဖြစ်သွားတယ်4 over 9 integral e to the power 2x sin 3x dx အဲဒီလိုရေးမယ် equal ဒီဘက်မှာကျန်တာ -1 over 3 e power 2x cos 3x plus 2 over 9 e to the power 2x sin 3x အဲ့တော့ဒီအစ်စ်မှာဆရာမတို့ c လေးမမေ့မရောပြန်ထည့်ပြီးတော့မယ်เนาะထည့်လိုက်ပြီး c ကိုအဲ့တော့ဒီနှစ်ခုပေါင်းမယ်เนาะဒီအရှိလေးမှာဘာရှိလဲဆိုတော့ဆရာမတို့1ရှိတယ်เนาะ1ရှိတယ်ဒီမှာက4 over 9ရှိတယ်ပိုင်းတွေညှိလိုက်တော့9 plus 4 over 9ဆိုတော့13 over 9ရမယ်အဲ့ဒီတော့အဲ့ဒါလေးဒီမှာ ရင်ရေးလိုက်မယ်13 over 9 integral e to the power 2 ace sin 3 ace d ace equal ဒီဘက်ချက်မှာ negative 1 over 3 e power 2 ace cos 3 ace plus 2 over 9 e to the power 2 ace sin 3 ace plus c ဒါဆိုရင်ဆ iam မလိုချင်တာက e to the power 2a sin 3 hdx ကိုလိုချင်တာမလိုချင်တဲ့13 over 9မြောက်ထားတာဟိုဘက်ကိုသွားစားမယ်9ကစားထားတယ်သွားမြောက်တယ်13ကမြောက်ထားတယ်သွားစားတယ်အဲ့လိုမှတ်လဲရတယ်ဗျောင်းမြန်ပေါ့နော်အဲ့တော့ဒါကြောင့်မို့လို့ e power 2a sin 3 hdx ရဲ့ answer လေးက9ကအပေါ်မှာ13ကအောက်မှာသွားပြီးတော့ဝင်မြောက်လိုက်တဲ့သဘောပေါ့နော်အဲ့တော့ဆ iam ကပြန်ကြည့်ရင် အဲဘယ်လိုပျောက်သွားလဲဆိုတာမသိမှာဆိုလို့အဆင်မကျော်ပဲနဲ့အသေးစိတ်လေးတွက်ပြပေးထားတာပါမချေချက်ချင်းမချေသေးပဲနဲ့ပေါ့နော်အဲ့တော့ဒီမှာခြေလိုက်မယ်3တလီ3 3လီ9ဆိုတော့ minus 3 over 13 e power 2x cos 3x ဟိုးနောက်ကလည်းဝင်မြောက်ပြီးတော့ခြေတယ်9နဲ့9နဲ့ကြည်သွားတယ်2 over 13 e power 2x sin 3x blessing ဒါလေးကပြန်ဖြေမိကုန်းလေးပါเนาะပု္ပ္ပာလေးကအရန်ကိုရှေ့ပါတယ်เนาะကဲဒါလေးရမယ်เนาะတေချာလေးလိုက်ပြီးတော့တဆင်ချင်းစီကိုဒီဒီတွက်ပြထားတာမဟုတ်လို့လိုက်ပြီးတော့ပြန်ကြည့်ကြည့်ပါနားလည်မယ်လို့ဆရာမထင်ပါတယ် integration method ကိုနှစ်ခါသုံးသွားတဲ့သဘောပေါ့เนาะပထမတစ်ချိန်အတွက် integrate လုပ်လိုက်တယ်เนาะ integration by pass ကိုသုံးတယ်တွက်သွားတယ် ထွက်လာတဲ့အခါမှာလည်းတန်းပြီးတော့ integrate လုပ်လို့မရတဲ့ကြောင့်ထပ်ပြီးတော့ integration ပိုင်း pass ကိုထပ်သုံးတယ်။သုံးတဲ့အချိန်မှာလည်းထွက်လာတဲ့ဟာက integral ကြီးပါပြန်ရော။ဒါပေမဲ့ပါတဲ့ integral ဒီမူလပထမ integral ရဲ့မူလ function နဲ့တွားတူသွားတဲ့အတွက်ကြောင့်မလို့တစ်ဖက်ကိုစုပြီးတော့တွက်လိုက်ရင်အဖြေရသွားပြီပေါ့နော်။